ာတလီမှာရတဲ့ကသပေါင်း၅ကောင်းလေးကိုဒီနေ့ချက်စားပါမယ်။တမင်းစားမီနဲ့ဟင်းလေးပါ။ hello hello ဒီနေ့ကတော့ကိုရိုင်းစီသွားပြီးကိုရိုင်းချက်စားမယ်ပလော့လေးဖြစ်ပါလိမ့်ရှင့်တခါတလေမှာရတဲ့ငါးကောင်းလေးကိုပမာဆုံးနေနဲ့စပြီးရောជីကိုလေးတွေစားချွတ်ပါလိမ့်ရှင့်ជីကိုလေးတွေကဈေးမှာပေါ့နော်တခါတည်းလှုပ်ပေးလိုက်ပြီးမှမပြောင်းတာမျိုးရှိတော့ပြန်ပြီးတော့ပဲတက်ဆင်လိုက်ပါတယ်ជីကိုလေးတွေပြောင်းသွားပြီဆိုရင်တော့ရေနိုင်နိုင်စေးပါမယ်ဒီကတဲ့ပေါင်းငါးကားပေါ့နော်ဒီ ဟတ်တီရောဒီနှုတ်သီးနှားတွေလာအဲ့အဲ့ဒါကြီးရယ်တော်တော်စားလို့ကောင်းတယ်ဗောနော်ထုတ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 ်လေးနဲ့မို့လို့တေးချပြောင်းနေအောင်ဆေးလိုက်ပါတယ်ပြီးတော့ဒီငါးဥပတ်တရားလည်းအရင်စားကောက်ပါတယ်မခောက်ဗောနော်ချားငါးရင်လည်းလုံးဝမတူပါဘူးဒီငါးကောင်ကိုအရင်အဆိုရင်တော့ဒီခရမ်းချစ်သီးလေးနဲ့ချက်စားရပေါ့ဒီနေ့ကတော့အဲ့လိုမချက်စားတော့ဘဲနဲ့ခပူချက်နီလေးတိုင်းစားချင်တာပေါ့သို့တော့ကောစီမဆလာလေးမဝေရသေးရနဲ့ရိုးရိုး ဘာမှချက်ပဲချက်စားဖြစ်ပါတယ်ဒီလေးတွေပပလေးတယ်ပြီးွားရင်တော့ဒီခရမ်းသီးလေးပေါ့နော်အခရမ်းသီးလေးကိုလည်းအဲလေးချမ်းစိတ်လိုက်ပြီးရောရေခဏစိတ်နှပါတယ်မချက်သေးတာဖြစ်တဲ့အတွက်မဲသွားမှာဆိုလို့ပါအဲ့ဒါလေးပြီးရင်တော့ကျက်သွန်ဖြူဂျင်းနေလေးပပပပလေးပြီးရောထောင်းမှာဖြစ်ပါတယ်ဂျပန်လင်းလို့ခရမ်းကြည်ကြည်လို့ကြိုက်တယ်ဆိုရင်လည်းထည့်ချက်လို့ရပါတယ် မိဖို့ကြောင့်လည်းဝင်ရင်အကျွမ်းကျင်သွားတော့ငေုပ်တီထောင်းတာလို့ကြက်သွန်ထောင်းတာလို့ဖြစ်ပါတယ်ဘာလို့လဲဆိုတော့မကျေနပ်တာတွေကုန်ရောထောင်းမှုပါ channel နဲ့ကအိမ်မှာဒါလေးပဲကြံလို့ဝယ်လာပါတယ်ဆိုမှမလက်တာတွေထည့်ပေးလိုက်လို့ယူလာမှုပါတယ်ငါတို့ဘာလို့နေရင်ငပြိုင်ရပိုစီမိပါတယ်ကျမမမီတောင်းဝယ်နေရပေါ်မလာတော့လည်းကျမလည်းမစိတ်မရှိလို့စားပဲထည့်လိုက်ပါတယ်ပြီးရင်တော့ကျမစနေမုတ်လေးဖြူလိုက်ပါတယ်ရတာရှိအောင်ဟင်းချုံမုတ်ပေါ့နော်ချုံမုတ်ပေါ့ အဲ့လေးလဲထဲလိုက်ပါရဲ့ရှေ့ပြီးွားရင်တော့ရောသမားမွေပြီးစုပ်စုပ်ပြီးရောနေလိုက်ပါရဲ့ငါကောင်းတဲ့ကိုရတာရင်ဝင်အောင်လို့ပါကဲဘိုက်လဲစားပြီးဆိုတော့စီတက်မယ်အဲ့အတွက်တဲကိုမီရှူလိုက်တယ်။အင်းတော့စီပေါ့နော် စီထည့်တယ်။စီကတော့ကြိုက်တဲ့သူကတော့မင်းများထည့်ပေါ့နော်။ကျမကတော့မကြိုက်လို့နည်းနည်းပဲထည့်တယ်။ပြီးရင်တော့စတိမုတ်လေးပါအနှံ့ငယ်ထပ်ဖြူးလိုက်သေးတယ်။အဲခုနလည်းပါတယ်အခုလည်းနည်းနည်းထပ်လိုက်တယ်ပေါ့နော်။အချက်တွေနဲ့ရောထောင်းထားတဲ့ဟာတွေကိုလုံးကိုထည့်ပြီးရောစီတက်လိုက်ပါတယ်။ဟိုမွေတီမွေပေါ့နော်မကတ်အောင် မိရလည်းလျှော့ရသည်ပြီးရင်တော့ဆက်ဆက်လေးစားခြင်းတော့ငရုတ်တီးပေါ့နော်ကိုရိုက်ကြိတ်ထားတာလေးကိုအယောင်လာဝအောင်လို့နှစ်စွန်းလောက်ထည့်လိုက်ပါတယ်ပြီးတော့ငါးကောင်းလေးဒီပေါ့နော်ထည့်တယ်မှာကြံနေတဲ့အရင်နဲ့ပဲခဏပေါ့နော်ဟိုလန်ဒီလန်လေးနှက်ထားပြီးတော့အုပ်ထားလိုက်တယ်ပြီးရင်တော့နေထားတဲ့အိုးလေးကိုရေးကျင်းပြီးတော့ထည့်လိုက်ပါတယ်ခရင်သီးလေးတွေကိုလည်းစားစနစ်ချူမုတ်လေးပေါ့နော်အနေလိုက်တယ်ပြီးပါရင်တော့တခါတည်းနူးဤနေအောင်တည်ပါမယ်။သွားလေးနာနေရကြအောင်မွားနိုင်လို့နူးဤနေအောင်တည်လိုက်ပါလား။ ဒီငါးကောင်းကိုစီမံမှုချက်ကြတော့စီမြများရေပြီးသွားရေဂေါ်စီမဆလာရေထည့်ချက်တယ်ခုကတော့ဗမာချက်လေးပေါ့ဒါလေးလည်းမဆိုးဘူးเนาะချက်ကြီးကတော်တော်စားကောင်းတယ်ပြီးရင်တော့ယုံမရီသီးလေးတွေပေါ့เนาะအုပ်လိုက်တယ်နန်နန်ပင်လေးထားတယ်ရှာနန်နန်လေးနဲ့ထည့်လိုက်တယ်ဝယ်လာတဲ့ဟာတော့တုံးမှုများမတုံးတော့ပါဘူးကစွန်းရိုးကြော်အော်မဟုတ်ပါဘူးကစွန်းရွက်ကြော်လည်းကြော်ထားပါတယ်နောက်ဆုံးတော့ကတ်တပေါင်းငါးကောင်းပြပါချက်လေးရပါပြီရှင်မွေးနေရော ီငါကောင်းရဖို့ဖုန်းချိုဆက်ခိုင်းရရပေါ့နော်အာဖုန်းဆက်လာကလေးကမနှက်စားအောင်မစားပဲနည်းနည်းလေးစားတဲ့ပေါက်စားတဲ့နေလေးဖြစ်ပါတယ်ကိုကြိုက်တဲ့နေစားမှာဆိုတော့မင်းများစား ။လမင်းစားတဲ့အကဘမကကြည့်ပြီးစားရလဲဝစ်ကြည့်သူပါပဲရှင်။စားစားပါအောင်ကွယ်။ငါကောင်းကြီးလေးကသမင်းနဲ့စားတော့ပေါ့တယ်။ဒါပေမဲ့ငါပြီးရပါတော့ဗောနော်။သမင်းပေါ့ထားတာဒီတိုင်းလေးစားရင်တော့အနီတော်ပဲတော်တော်စားကောင်းပါလေကိုချက်ကူကော။ ကောင်းကလေအဲ့ဦးလို့အသေးလို့ဟာတော်တော်စားကောင်းတာတော့မိုင်းရမာမီပေါ့နော်အဲ့ငါးကောင်းခရမ်းချစ်တီလေးနဲ့နည်းနည်းစီပြန်လေးချက်ကလေးကညီမအရန်ကြိုက်သွားတာပါဒီတစ်ခါကတော့ညီမကိုယ်တိုင်ချက်တဲ့ဒူရီယာတစ်ခေါက်ဒီကတပေါင်းငါးကောင်းလေးစားခြင်းဖြစ်ပါတယ်ငါးကောင်းလေးကမော်လမြိုင်ချက်စနွေးရောင်လေးရယ်မယန်းသီးလေးရယ်ပြီးွားရင်ကော်စီမဆလာလေးထည့်ပြီးတော့ချိန်နဲ့စားကောင်းတယ်ငါးကောင်းမြင့်ချင်ပေါ့နော်အဲ့လိုမျိုးလှူစားမယ်ဆိုရင်လည်းတော်တော်စားကောင်းမယ်ဒီမှာပါတယ်ငါ ကောင်းလို့မလို့ချက်စားကြည့်ကြနော်။ဘယ်လိုလိုက်ကြရအောင်။အဲ့ဆုံးတော့ပြရပါလား။အားရအသားဆိုလဲပေါ့နော်တော်တော်ချိုးနေရောကျမတော့ငပိရီလေးနဲ့ငုတ်တီးမုတ်လေးနဲ့နေပြီးတော့ထပ်စားလိုက်ပါတယ်။သမင်းစားရင်ရွေးချမ်းလေးနဲ့ဆိုရင်တော့ငါရဲ့ဒီကြက်ကစားရင်လည်းအစာကြည့်ပါရစေနော်။ဟီဟီ။ 爱着点，不害怕。<noise> <noise> <noise> အဖွားရရှိတော့ဆိုရင်အဲ့လိုလက်နဲ့စားရင်လက်ပေါ်မှာထမင်းလုံးပေးရည်ပါလေဆိုပေါ့နော်အရန်စုခဲရအချိန်မှာဘေးမှာလာအဖွားရှိခဲ့ရင်ခေါင်းကိုဆဲခေါင်းလောက်ပေါ့နော်ခောက်ခံထိနေပါပြီမမကတော့တမင်းကုန်ကန်လေးလောက်မှာငါးခေါင်းလေးကိုစုပ်လိုက်ပါတယ်ရှင်အငါးခေါင်းလေးစုပ်လိုက်ရုပ်ရှင်လေးကြီးလိုက်ရင်ဟုတ်တော့ဟုတ်နေရပါပေါ့နော်ငါးခေါင်းကြိုက်တဲ့သူတွေအတွက်ဆိုရင်တော့ဒီကတဲ့ပေါင်းငါးခေါင်းလေးကိုစားဖို့အတွက်ပေါ့နော်ကြံပေးချင်ပါတယ်ငါးဘက်ဟက်လေးတွေရောဦးလေးတွေရောပေါ့နော်အဲ့လိုစားရင်ထုပ်ထုပ်လေးနဲ့အရန်စားကောက်ပါတယ်ပြက်နေရင်တော့ဒီလိုလေးချက်စား ြည့်နော်။အေးဒီနေ့ဗီဒီယိုတွေကတော့ဒီလောက်ပါပဲရှင်။နောက်ဗီဒီယိုမှာပြန်ဆုံပါမယ်။ See you.